အားလုံးပဲမင်္ဂလာပါရှင်ရောပဒေတာ channel မှာကြိုဆိုလိုက်ပါတယ်2021ခုနှစ်အောက်တိုဘာလထုတ် you magazine နဲ့မှာပါတဲ့ကိုတာရဲ့ story အတန်စိတ်တော့ဆိုတာလေးကိုဖတ်ပြပေးကြပါတယ်ရှင် story အတန်စိတ်တော့ဂရေကရာနှစ်များစွာရှေးကြဖြတ်တန်းဒီကဘာမြေစခန်းသည် ထွေဆန်းပတ်ဝန်းကျင်ဖျားဖန်ဆင်းသည်ပင်ထင်ကြစင်မြင့်ကြက်တိတ်တရိษံ တတ်ဝင်လှုပ်ရှားပွားများဟန်နှင့်ပန်းမှန်သစ်ပင်ဩဃာသနှင့်တတ်ရှိတတ္တလောကတို့ GA ကိုရင်တာမနဲ့အိယာနိုးရင်ဂျိုးကူတန်လေးကြားရတယ်။စာကလေးတန်နဲ့ကြီးတန်တအာအာလည်းကြားရတယ်။သို့တော့ကိုရင်တာတောသားဆိုပေမဲ့တောအုပ်ကြီးတွေထဲခဏခဏမရောက်ဘူးပါ။ရုံလေးတွေဖြက်ပြေးတဲ့တစ်ပင်အုပ်အုပ်တွေထဲတော့ရောက်ဘူးတာပေါ့။ ခန်တီမှာတာဝန်ကြတော့ကဟတ်တိလောင်ဆောက်ဖောင်ဆိုက်ရောက်ခဲ့တော့လဲတဘုံကြောက်တာနဲ့အဲ့ဒီတုန်းကတော့အလှမခံစားနိုင်ခဲ့ပါအ мян ပြန်ဖို့ပဲအာယုံဆိုင်ခဲ့မိပါတယ်တစ်ခေါက်လောက်တော့မုံရွာကနေမဟာမြိုင်ကိုဖျက်ပြီးကားနဲ့ခီးသွားရအောင်မယ်လို့ကြုံးဝါနေမိတယ်စိန်ကြီးမြိုင်ကြီးဂနိုင်ကြီးအလယ်မှာတညလောက်အိပ်ပြီးကြက်တစ်တန်ဂျီဟောက်တန်နားထောင်ကြည့်ခြင်းနဲ့ ခွင်းစာခွင့်မိတ်ခြေပေါ့နော်အလောင်းတော်ကတ်တပမှာတညအိတ်ဖူးတုံးကတော့တောတန်ကြားဖူးပါရဲ့ဘာဖြစ်လို့တောတန်ကိုလွမ်းနေရသလဲစိန်ကြီးမြိုင်ကြီး ရိတ်ကြီးတောတောင်က မရှိတော့လို့လားတောင်ရှိတော့လဲနောက်များမှာ တောတန်ကရှိချင်မှ ရှိတော့မှာတဲ့ what if the forest was silent တော်ရီအတန်စိတ်တော့ဆိုတဲ့စာတပုတ်ကိုဖတ်လိုက်ရပါတယ်အပူပိုင်းဒေတာ ်တစ်တော်တစ်ခုမှအာယုံကျင်းပြီးတစ်တော်ထိမ့်သိမ့်သူတွေဟာတစ်ပင်တွေကိုလွှတ်တွေရဲ့ဘေးရန်ကကာစီနိုင်ခဲ့ပါတယ်။ဒါကြောင့်ထူထူထဲထဲတစ်ပင်အုပ်အုပ်အောက်မှာတဘာဝဟာငโกပဂရိအတိုင်းမှာပဲဒါပေမဲ့တစ်ခုခုမရှိဘူး။အယုံဟာတာမန်အားဖြင့်တေးတန်ညှိုးညှိုးညံညံတန်ဆောင်တီဝိုင်းယူလာစမြေယခုယခုတော့ဒီမှာစိတ်စိတ်နေတယ် ရောက်အော်တယ်မကြပြန်တန်းငှက်ဒိမဆူခြုံပုတ်အောက်ကတဖြက်ဖြက်တမ်းမရှိတောတလိဆန်တွေကုံပါပကော2020မှာစိတ်စိတ်အာယုံဟာကဘာတလွားနေရာတကာမှာကြာရောက်တော်မတဲ့တကယ်တကယ်တော့အဲ့လိုဗလာတစ်တော်တွေဟာလာဟိုကနေဇာယာအထိနေရာတကာမှာဖြစ်ပေါ်စပြုနေပြီတဲ့ ဖြစ်ပေါ်စေတဲ့အကြောင်းတရားကလည်းရှင်းလင်းလာပါတဲ့လူတွေကတောသလိပ်ဆန်တွေကိုတတ်နေတဲ့ညွတ်ကွင်းနဲ့ဖြစ်စေမိန်းနဲ့ဖြစ်စေထောင်ချောင်းနဲ့ဖြစ်စေတနက်နဲ့ဖြစ်စေလူတွေဟာစားဖို့အတွက်ဖြစ်ဖြစ် ရောင်းဖို့အတွက်ဖြစ်ဖြစ်စေဝါအတွက်ဖြစ်ဖြစ်ဘာမဆိုတေမင်းငင်စီတော့တာပဲတဲ့တော်ရိုင်းဗီရဇီဝဆရာတွေကယခုမှတွက်ချက်မှုစလုပ်တဲ့အခါဘရာဇီးအမေဇုန်တစ်တော်က တစ်နှစ်တစ်နှစ်မှာတရိတ်ဆန်24တန်းခန့်တက်ဖြတ်ကြတဲ့အနောက်အာဖရိက ကိုရက်တဘာဝဥယျာဉ်ကတောသားကီလို23,500ထိရအောင်တက်တဲ့တရိတ်ဆန်မျိုးတုံးသွားရတာတွေရဲ့လေးပုံတစ်ပုံဟာ အမဲလိုက်တော့ကြောင်းတဲ့တို့တွေဟာတောမပြုံးအောင်ကာကွယ်လိုက်လို့တရိတ်ဆန်တွေနေရနေစရာရရင်ဒီတိုက်ပွဲတော့အောင်မြင်ပြီလို့ထင်ခဲ့တယ် ယခုမအောင်မြင်ပါဒီလိုတက်ဖြတ်မှုကြီးတွေကို တို့ကြိုမမြင်နိုင်ခဲ့ပါလို့တော်ရိုင်းတိရစ္ဆာန် ထိမ့်သိမ့်ရေးအစည်းအရုံးကဇီဝပညာရှင်အလံကညီးတွားရှာတယ်။တောပြုံးတာလူရည်တိုးတာပတ်ဝန်းကျင်ညဉ့်ဉန်းတာစတဲ့အန်ဒရယ်ကြီးတွေနဲ့တိုက်ခိုက်နေရတဲ့တဘာဝပတ်ဝန်းကျင် ထိမ့်သိမ့်သူတွေအဖို့တဟုန်ထိုးတိုးလာတဲ့တိရစ္ဆာန်တက်ဖြတ်မှုကြီးဟာနောက်ရာစုနှစ်မှာ ကြောက်ခမန်းလေးလေးရင်ဆိုင်ရမယ့်ပြဿနာကြီးဖြစ်နေပါဗါတယ်။တစ်တော်တွေထဲမှာနေတဲ့လူတွေတိုးလာတာရဲ့တစ်တော်နေလူမျိုးစုတွေအနောက်ဆန်လာတာရဲ့ကလည်းအကြောင်းတရားတွေပါပဲ။ကျွဲချံနွားချံကြီးတွေတော်တဲ့ကို တိုးလာတာရဲ့တဘာဝဈေးဝါဈေးနှုန်းမြင့်လာတာရဲ့ခွင်းစားခွင့်မိတ်တဘာဝဈေးဝါဆိုလို့ဂျိုးအပါဝင် ကြံကောင်ရောင်းလို့ရတဲ့ငွေဟာဒေတာခံတယောက်တသက်သာမန်အားဖြင့်ရှားလို့ရတဲ့ငွေထက်ပိုမယ်။ဒီချက်သုံးချက်ကလည်းတောကောင်တွေ ပြုံးရခြင်းအကြောင်းတရားတွေပါပဲ။လူတွေကိုတောတဲ့ကမဖယ်ပဲနဲ့တစ်တောတွေကိုတောကောင်တွေပြန်ဖြည့်မရနိုင်ပါဘူးလို့ဇီဝပညာရှင်တယောက်ကပြောပါတယ်။တောလိုက်တာရဲ့အကျိုးတရားဟာအသက်ခံရတဲ့မျိုးစိတ်တွေသာ ပြုံးစေတာမဟုတ်ပါဘူး။ မက်ဂဒါစကာတဲကလီမာဆိုတဲ့မြောက်လီဝေးသုံးရင်အဲ့ဒီတစ်တော်တဲကတစ်ပင်အမျိုး20လောက်သုံးနိုင်တဲ့ဘာကြောင့်ဆိုတော့မျိုးစေ့တွေကိုပြန့်နှံ့အောင်မြောက်လီဝေးကဖြန့်ပေးလို့တဲ့အိန္ဒိယမှာကြားရီတားကောင်မရှိလို့အစာငတ်ကြတယ်သူ့တားကောင်တွေကို လူတွေကတက်ကုန်ကြလို့ပေါ့တောတွေကိုတို့ထိန်းထားနိုင်ကောင်းတယ်ဒါပေမဲ့တောတွေကိုအသက်ဝင်စေတဲ့ တောတလိပ်ဆန်တွေကိုတော့ဆုံးရှုံးကုန်ပြီလို့ဇီဝပညာရှင်တွေ ပြောကုန်ကြပြီညှော်လင့်ချက်ရှိစေမဲ့သတင်းပလင်းလေးအ ਨੇ ကျင်းတော့ရှိပါတယ်တချို့အဖွဲအစည်းတချို့အစိုးရတွေဟာအရေးတယူလောက်တာရှိပါတယ်မလေးရှားဆီယာဝက်မှာတောရိုင်းတရိတ်ဆန်ကုန်မကူရဘူးနှလုံးပြူတနက်မရောင်းရဘူးတစ်ခုတ်ပြီးရင်တစ်ခုတ်လမ်းတွေပိတ်ကြလို့တားမြစ်ပါတယ် ကျွန်တော်တို့ကတော့အကောင့်မြင်ရမှာပဲအကောင့်မမြင်ရင်ဒီထိမ့်သိမ့်တဲ့အလုပ်ကြီးကိုလက်လျှော့မိတော့မှာတဲ့ဒီတစ်ခါစောင်းရောက်ရင်တော့2000ရောက်တော့မယ်21ရာစုဟာ2000တက်မှာစမယ်လို့ပြောသူက ပြောပေမဲ့ကိုရင်တာဖို့2000တက်ထိမစောင်းတော့ပါ2000မရောက်ခင်ဇာတိချက်ကြွေမုံရွာကတဆင့်မဟာမြိုင်ကိုသွားတော့မယ်ကလေးတွေကိုလည်းခေါ်မယ်လို့အလေးနဲ့စဉ်းစားမိပါတယ် 21ရာစုမှာဘာတွေဖြစ်မယ်ညာတွေဖြစ်မယ်ပြောကြပါတယ်ပညာခက်သတင်းခက်လို့ပြောကြပါတယ်ဘသူတွေဘာပြောပြောတောကိုတော့သွားကြည့်ထားအောင်မှတော်မယ်ကိုကဒါတော့တတ်နိုင်ပါတယ်ရွှေပြည်သားတွေဖြစ်လျက်နဲ့တားရဲတွေမမြင်ဘူးတောတန်မကြဘူးမဖြစ်ရအောင်သွားထားမှ တော်မယ်ဒီကဘာမြေစခန်းသည်ထွေစန်းပတ်ဝန်းကျင်ဖျားဖန်ဆင်းသည်ပင်ထင်ကြစင်မြင်းကြက်တိတရိစ္ဆာန် တပ်ဝင်လှုပ်ရှားပွားများဟန်နှင့်ပန်းမှန်တစ်ပင်ဩဃာတာနှင့်တက်ရှိတတ္တလောကတူကိုတာဟုတ်ကဲ့ပါရှင်ဒီဆောင်ပါလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီရှင်နောက်ဆက်အားပေးကြတဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျန်းမာပေးကင်းကြပါစေ2021ခုနှစ်အောက်တိုဘာလထုတ်ယူမဂဇင်းထဲမှာပါတဲ့ဆရာချစ်ဆန်ဝင်းရဲ့ခက်ထန်ကြမ်းတမ်းခြင်းဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးကြပါတယ်ရှင် ခတ်ထန်ကြံတန်းချင်းခတ်ထန်ကြံတန်းခွင်းစာခွင်းပိဒေါသခတ်ထန်ကြံတန်းချင်းသည်စိတ်စည်းကမ်းမရှိမှုတရက်ဖြစ်၏စိတ်ဤခတ်ထန်ကြံတန်းသည့်သဘောသည်ဒေါသဖြစ်၏ခတ်ထန်ကြံတန်းသောဒေါသဤသဘောတွင်ညူစုမှု အလိုမကျမှုစိတ်ဆိုးမှုရံညိုးဖွဲ့မှုတိုက်ခိုက်မှုတေကြေပြက်စီးအောင်ကြံဆောင်မှု သူတပါးတောကဒုက္ခရောက်အောင်လှုံ့ဆော်မှု ဆဲဆူငေါငန်းမှု စိတ်ကောက်မှု စိတ်ပြတ်မှု စိတ်မချမ်းသာဖြစ်မှုစိတ်အလိုမချမှုစသည်တို့ဖြစ်တတ်၏ထိုရာအလုံးသည်ဒေါသအခြေခံကြီးဖြစ်၏ဒေါသတွင်ကြမ်းတမ်းသည့်သဘောရှိသလိုဒေါသတွင်ကြောက်ရွံ့မှုလည်းရှိ၏မစင်မချင်းမဆူးမဆန်းလုပ်မှု လောင်မြိုက်မှုတို့လည်းပါဝင်၏စိတ်ခက်ထန်ကြမ်းတမ်းသူသည်ကြောက်စရာရှိလဲကြောက်လွယ်၏ ကျွန်တော်သည်ဒေါသစိတ်ရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည် ကျွန်တော်တွင်ဒေါသရှိနေသည်ဆိုသောအချက်ကိုအသက်65နှစ်ကျော်မှသိသည်ဒေါသသည် ကျွန်တော်ခန္ဓာကိုယ်ထဲတွင် ပုံအောင်၍အနှစ်60ကျော်နေခဲ့၏ကျွန်တော်သည်ဒေါသကျွန်တော်စိတ်ခန္ဓာအသွေး၌ကိန်းဝတ်ရှိနေခဲ့သည်ကို မသိလွန်ခဲ့သော3လခန့်ကဒေါသဖြင့်မဖြေရှင်းသင့်သော ကိစ္စတစ်ရပ်တွင်ဒေါသ အမျက်ချောင်းချောင်းထွက်ခဲ့သဖြင့်စိတ်မရွှင်ပြမှုဖြစ်ပေါ်ခဲ့ရမှဒေါသကိုတတိပြုမိ၏ဒေါသအကြောင်းစာတအုပ်ဖတ်နေခိုင်းနှင့်လဲကြုံ၍တတိထားမိခြင်းဖြစ်၏ဒေါသထွက်တိုင်းကျွန်တော်ဘဝတွင်ဘဝကိုပြောင်းလဲစေလောက်သည့်ဆုံးရှုံးမှုများကိုရင်ဆိုင်ခဲ့ရ၏ကျွန်တော်တွင်ဒေါသရှိနေသည်ကို ထိုးရသည်ဒေါသဟု ကျွန်တော်ကမထင်မှတ်ဘဲအမှန်တရားအတွက်တိုက်ပွဲဝင်တာဟု ထင်မှတ်နေခဲ့၏ ဒေါသဖြစ်မှုပေါ်တွင်ဒိဋ္ဌိထက်၍ဖြစ်နေခြင်းဖြစ်၏မထင်မှတ်ဘဲထိုရာကိုဒေါသဟုထင်မိလိုက်သောခဏတွင်မှကျွန်တော်ဘဝကိုကျွန်တော်ပြန်၍စဉ်းစားသောအခါကျွန်တော်ဘဝသည်ဒေါသဖြစ်စဉ်ကြီးတစ်ရက်ဖြစ်နေ၏ကျွန်တော်တွင်ဒေါသရှိကြောင်းကို အသက်25နှစ်အရွယ်ကကြည့်မြင်နိုင်အာထကငါအနည်းရှိတရုတ်ဘုံကျောင်းမှတရုတ်ဘေဒင်စရာကခမည်းစိတ်ကဂရင်းစောတာပလင်းဖောက်တယ်လို့ပဲဟုပြောဘူး၏ ်ထိုစဉ်ကကျွန်တော်သည်အလေးအနက်မထားမိခဲ့၏စိတ်မြန်နာကို ပြောတာရှိမှာပဲဟု အမှတ်မထင်နေခဲ့၏ဒေါသသည်မိမိအနိုင်ရမည့်ကိစ္စများတွင်လည်းဒေါသရှိတတ်သည်မဟုတ်မိမိရှုံးနေရမည့်ကိစ္စများကိုလည်းဒေါသကရင်ဆိုင်ရသည် အရှုံးအနိုင်သည်ဒေါသ၏ကိစ္စမဟုတ်ဒေါသထွက်เสียကိုရှာကြံ၍ဒေါသဖြစ်စေရေးသာသူ့အလုပ်ဖြစ်၏ကျွန်တော်သည် လောဘတရားနဲပါမှုတစ်ခုတည်းကို လက်ကင်ပြု၍ကျွန်တော်ကိုကျွန်တော်လူကောင်းဟုသတ်မှတ်ပြီးဘဝတွင်နေခဲ့သည်ကျွန်တော်တွင်ဒေါသရှိနေမှလုံးဝမသိခဲ့ဒေါသဖြစ်၍တစုံတရာအချင်းများလင်သုံးလေးလကြာအောင်တိုက်ခိုက်တတ်သည်သုံးလေးလကြာပြီးသောအခါထိုကိစ္စလုံးဝစိတ်မဝင်စားပဲရှိ၏ဖြစ်ပျက်ခဲ့သော ကိစ္စများအတွေ့ခံစားရမှုများရှိ၏သူလှုပ်လို့ငါလှုပ်တာပဲသူက လူโซပဲဟူ၍သာသဘောထားဖြင့် ဖြစ်ခဲ့ရသောကိစ္စရရက်ကိုတပားသူအပေါ်သို့သာပုံချ၏တကြိမ်စိတ်ဆိုးတိုင်းဒေါသအလျောက်ပြုလုပ်တိုင်းငွေကြေးဆုံးရှုံးမှုအချိန်ကာလဆုံးရှုံးမှုမိษွေအပေါင်းအသင်းဆုံးရှုံးမှု တို့သည်အလွန်မှများသည် ထိုဆုံးရှုံးမှုများသည်ဘယ်သောအခါမှအစားပြန်၍မရတော့ပါ ကျွန်တော်တွင်ဒေါသရှိနေမှန်းလည်းမသိထိုကိစ္စကိုဒေါသဖြင့်လုံမိနေမိသည်ကိုလည်းမသိသောကြောင့် ဒေါသကြောင့်ဖြစ်သောကိစ္စများအတွက်နောင်တလည်းတစုံတရာမရှိပါ။နောင်တရစီရာရှိလျင်လည်းဒေါသဖြစ်သော ထိုတိတန့်ကိစ္စတည်းရဲ့အတွက်သာ နောင်တရ၍နောက်ကိစ္စတည်းရဲ့ထပ်ဖြစ်လျင်ဒေါသသည်ထပ်၍ထွက်ပြန်သည်။ကျွန်တော်တွင်ဒေါသရှိမှန်းမသိသောကြောင့်လည်းထိုဒေါသကိုစီကံကလစီကံကလနာတက်ရမှန်းဒေါသကို ထိန်းချုပ်ရမှန်းမသိချေ။ဒေါသစိတ်သည် လူစိတ်ခန္ဓာတွင် ပုံနေ၏အခွင့်တင့်သည်နှင့် သူကဓာကန်၍ထွက်၏ဒေါသဖြင့်လှုပ်ဆောင်သော ကိစ္စအရရတွင်နှစ်ဦးနှစ်ဖက်ပြက်စီးဆုံးရှုံးသည်က များ၏ကျွန်တော်ဘဝတွင်တရားရုံးရောက်ရသောကိစ္စရက်နှစ်ခုဖြစ်ခဲ့၏ယခုပြန်စင်စားသောထိုကိစ္စနှစ်ရက်စလုံးသည်ဒေါသတွင် အခြေခံဖြစ်ပေါ်သောကိစ္စများ၏ကျွန်တော်သည်ဒေါသနှင့်ရင်ဆိုင်ရပါကဘယ်သူနှင့်မဆိုရင်ဆိုင်သည် ဒုတ်တပြက်ဓာတပြက်ဆွဲဒုတ်တပြက်ဓာတပြက်ဆွဲကင်ရင်ဆိုင်မှုလည်းရှိသည် ကျွန်တော်အသက်20ကျော်ကာလမှယနေ့ထိအကြီးအကျယ်ဒေါသအိုးပေါက်ကွဲမှု၁၀ချိန်မြဖြစ်ခဲ့ဘူးရာထို့သော ဖြစ်ရသောအခါတိုင်းပြောစမတ်ပြူရလောက်အောင်ဆုံးရှုံးမှုသည်ရှိခဲ့စမြဲဖြစ်၏မဟုတ်လင်မခံဟူသော စိတ်၏နောက်ဖက်တွင်ဒေါသသည်ပုံကွယ်နေတတ်၏မဟုတ်မခံစိတ်တတ်ကိုလိုအပ်သောတိုက်ပွဲဝင်စိတ်တတ်အနေနှင့်ကျွန်တော်သည်တင်းစီထားရှိလျာမဟုတ်တာတရရနှင့်ကြုံတိုင်းဒေါသထွက်သည်တခါတရံမိမိကိစ္စမိမိအကျိုးတစုံတရာမပါဝင်မဲအခြားသူများ၏ကိစ္စတွင် ဝင်ရောက်ဒေါသထွက်မှုရှိ၏ ။မကြသေးမီကဒေါသထွက်မှုတရက်ကမိုးထိမီးလောင် မခန်းဖြစ်ရမှကျွန်တော်ဒီအဖြစ်ပြက်ကို ပြန်စင်စားရင်ဆရာတော်အရှင်စနကဘိဝင်သားဤကိုချင်းအဘိဓမ္မာကိုဖက်လက်စလဲဖြစ်ရမှဟာဒါဒေါသပဲဟုကျွန်တော်ကိုရင်ဒေါသကို အထုံနဲ့အထည်နဲ့လက်ပူလက်ချက်ခူးရပါပစ္စည်းနဲ့မိသလိုတွေးရှိခဲ့ခြင်းဖြစ်၏ကျွန်တော်သည် ကျွန်တော်ခန္ဓာရင်ရှိသောဒေါသကိုအပြန်ပြန်အလန်လန်စဉ်းစား၏ထိုအခါဒေါသကဲ့သို့စိတ်ကိုညစ်သေးစေသော စိတ်ကိုမကောင်းအောင်ပြုနေသော အခြားသောမကောင်းစိတ်များလည်းတွေ့သည်ထိုစေတသိက်စိတ်တို့သည်အခါအခွင့်ကြုံသည်နှင့်ခေါင်းထောင်ထ လာကြသည်ကို တွေ့ရ၏အခွင့်အခါကိုရင်းတို့သည်စောင့်ဆိုင်နေကြသည်အခွင့်ရသည်နှင့်ခိုကက်နေသောကြောင်တစ်ခုခုက ထွက်လာကြသည်ကိုကျွန်တော်သတိပြုမိ၏လောဘ ဒေါသ మో ဟဒိဋ္ဌိမာန ထိနမိဒအိတ်တာမစ္စရာကုတ်ကိစ္စအုတ်ဒိစ္စဝီစီကိစ္စအဟိရိကအနုတပအစရှိသောစိတ်ကိုမကောင်းအောင်ခြေလေတတ်သောဤအာကုတုစေတသိက်အာလုံးသည်ခန္ဓာတဏျာယာမချောင်းကသူထကြွတောင်းကြရမည်အချိန်ကိုစောင့်နေ၏ထကြွခွင်းနှင့်ကြုံလာသည်နှင့်တပြိုင်နက်မာနကလည်းထွက်လာကား မာနထောင်လွှား၏လောဘကလည်းထွက်လာကအရာရာကို လောဘစိတ်ဖြင့်ကြိရှုလွမ်းမိုး၏လောဘကလူဤစိတ်ကို လွမ်းမိုးပြီဟုဆိုပါကအဆက်တရားအကြောက်တရားတို့ကရှက်ရမှန်းကြောက်ရမှန်းမသိပဲလောဘကိုအားပေးသည်မောဟကလည်းမသိပဲနေ၏ဒိဋ္ဌိကလည်းအမှန်ကိုဖုံးကွယ်ပေးသည် လူဤစိတ်ကလည်းမကောင်းမှုတွင်မှွေလျော်သည်ဟုဆိုပေရာ စိတ်ကိုချဲလဲသော ထိုအကုသိုလ်စေတသိက်တို့သည် လူဤစိတ်ခန္ဓာတွင် ပွဲကြီးသဖြင့်ဆင်းရင်ကျင်းပသလိုရှိတော်၏ဒေါသထွက်နေချိန်တွင်တစ်ဖက်သူနစ်နာအောင်ခံရခတ်အောင်ဒုက္ခရောက်အောင်အကြောင်းချင်းရာများကို စီအပေါ့ရှာသလိုတစ်ခါတလေတညလုံးသူတဝါဒုက္ခရောက်ရေးကိစ္စအတွက်စဉ်းစား၏ ဒေါသဤစေခိုင်းမှုအတိုင်းငွေကုံကြေးကြခံ၍လေအချို့ကိစ္စများကို ဆောင်ရွက်၏အပင်ပန်းခံ၍ဆောင်ရွက်သည်မကောင်းမှန်းသီးလျက်ဒေါသနှင့်လှုပ်ဆောင်နေခြင်းဖြစ်သည်ဒေါသထွက်ပြီးပါကမိမိဒေါသထွက်မှုအတွက်ကြေကွဲဝမ်းနည်းစိတ်အားငယ်မှုတို့ဖြစ်ရာကဖြည့်ဆည်းမှုကိုခံစားရသည်ဖြစ်စည်းမှုသည် တခါတရံမိမိကိုမိမိတေချောင်းကြံစီရာကြံစီချောင်းကိုပင် စိတ်ကူးသည်ကျွန်တော်သည်ဆရာ ဥစိန်ကြီးဆွဲသောကတွန်းတစ်ခုကိုဖတ်ဖူးသည်ထိုသူသည်ဒေါသရောလောဘပါကြီးသူဖြစ်သည်သူသည် အသက်ရှည်စေးကိုတောင်းရာ မော်စရာက အသက်ရှည်စေးလိုပါက လူဤလေချောင်းသွေးကိုရအောင်ယူခဲ့ဟုမှားလိုက်၏ထိုသူသည် တောလန်းခီးမှ ဆောင်း၍ခီးသွားခီးလာများအားလေချောင်းသွေးဖောက်ယူရန်ဆောင်းရာ မတွေ့ဘဲရှိစဉ်မော်စရာရောက်လာပြီး အသက်ရှည်စေးဖော်ရန်အတွက်လေချောင်းသွေးမရသေးဘူးလားဟုမေးလျှင် ထိုသူကမရသေးကြောင်ပြော၏တော်လန်ခီးကိုဘယ်သူမှမလာဘူးတယောက်ယောက်လာလို့ကတော့ခေါင်းဖြတ်ပြီးလဲချောင်းသွေးကိုရယူခဲ့ရမှာပါဟုဆိုလေလင်မော်ဆီယာကဟာတော်လန်ခီးကလာတဲ့သူကိုဘာပြုလို့စောင့်နေတာလဲအသက်ရှည်စေးဖို့ဖို့မင်းမှလဲလဲချောင်းရှိတာပဲဟုဆိုလင်လောဘဒေါသလွန်ကဲနေသူသည်ဒိဋ္ဌိမောဟတရားတို့ဤလုံစော်မှုဖြင့်သူ့လက်ထဲမှဓာဖြင့်သူ့လဲချောင်းကို ဖောက်ယူလေလင် ထိုသူသည်ထိုနေရာ၌ပင်ပွဲချင်းပြီးသေး၏ဤပုံမြင်သည် အာကုသူစေတသိက်တို့ အကျိုးပေးပုံအာကုသူစေတသိက်တို့လူဤစိတ်ကိုချဲလေထားပုံတို့ကို ပြဆိုသော ပုံဖြစ်၏အာကုသူစေတသိက်များအားအထင်းအကြောင်းမရှိ အဆောင်အကျက်မရှိဒေဓပုံကို ဖော်ပြ၏အာကုသူစေတသိက်၁၄ခုဘဲချောင်ကမှပေါ်မလာအောင်တတိထား၍ စိတ်ခန္ဓာကိုစောက်ရှောက်ရန် လိုအပ်၏ဆရာတော်ကြီး အရှင်စန္ဒကာဘိဝင်သားကကိုကျင့်အဘိဓမ္မာစာအုပ်တွင်ဒေါသအကြောင်းကို ပြဆိုရာတွင်မက္ခပလာတတောကပရိဓေဝဒုက္ခဒေါသဥပါယတာတို့ဤသဘောကိုလည်းမှတ်သားသင်သည်ဟု ဆို၏မက္ခသည် သူ့ကျေးဇူးကိုခြေဖြတ်ခြင်းဖြစ်၍ကျေးဇူးကန်းတတ်သောဒေါသမျိုးဖြစ်၏ မိဘဂျေစုဆရာဂျေစုမိษွေအပေါင်းအသင်းတို့ဤဂျေစုများရှိရာသူတို့ကဘာဂျေစုရှိလို့လဲမိဘပဲဒီလောက်တော့လှုပ်ပေးရမှာပေါ့ဆိုကဂျေစုကန်တကြသည်ဂျေစုကန်ယုံတာမကဂျေစုသောအမှုကိုပြုခြင်းသည်လဲဒေါသစိတ်ဤလှုံ့ဆော်မှုဖြစ်၏ပလာတမှုကဂုံတုဂုံပြိုင်တတ်သောဒေါသဖြစ်၏တော့ တောကသည်ဝမ်းနည်းမှုနှင့်အတူတူပါလာတတ်သောဒေါသဖြစ်၏ငါပစ္စည်းတော့ဆုံးရှုံးရသည် သူများပစ္စည်းတွေလည်းဆုံးရှုံးပါတော့လားဟုဆိုကမိမိဆုံးရှုံးမှုပေါ်တောကခံစားရင်ဒေါသဖြစ်ရ၏ပရိဒေဝဖြစ်ရမှဒေါသဖြစ်မှုဒုက္ခကြားထဲမှဒေါသဖြစ်မှုကွင်းစာကွင်းပိတ်ဒေါမနတစိုးရင်ရမှဒေါသဖြစ်မှုပရိဒေဝငိုကြွေးမြည်တမ်းပူပန်တောက်လောင်ကျွမ်းရမှဖြစ်ပေါ်သောဒေါသ ဒေါမနတဖြစ်မှုများလည်းရှိ၏ထိုကဲ့သို့စိတ်ခန္ဓာတွင်ငိုကြွေးမြည်တမ်းမှုတောကရောက်မှုစိုးရိမ်မှုပရိဒေဝမီးတောက်လောင်ခံစားရသောအခါစိတ်ကိုဖြည့်ဆည်နိုင်ဖို့လိုသည် စိတ်ကိုစနစ်တကျထိမ့်သိမ်းစောင့်ရှောက်ရန်လို၏လောကဒဏ်တရား၈ပါးရှိသည်လူအဖြစ်တွင်လောကဒဏ်တရား၈ပါးနှင့်ကြုံတွေ့ရတတ်သည်တဘာဝနှင့်ကြုံတွေ့ရစမြဲဖြစ်သည်လောကဒဏ်တရား၈ပါးမှာလာဘ ပစ္စည်းရခြင်းအလာဘမရခြင်းယတ္တအချွေရများခြင်းအယတ္တမရှိခြင်းနေတာကဲ့ရဲ့ခံရခြင်းပတန်တာချီးမွမ်းခံရခြင်းဒုက္ခကိုယ်စိတ်ချမ်းသာခြင်းဒုက္ခဆင်းရဲခြင်းကောင်းသော လောကဒဏ်တရား၄ပါးနှင့်ကြုံရသည် ဖြစ်စေမကောင်းသော လောကဒဏ်တရား၄ပါးနှင့်ကြုံရသည်ဖြစ်စေ အလွန်အမင်းဝမ်းသာခြင်း အလွန်အမင်းပရိဒေဝမီးတောက်လောင် ခံစားရခြင်းမရှိအောင် ကြံ့ကြံ့ခိုင်ဖို့လိုပါ၏ထို့သောကြံ့ကြံ့ခံနိုင်ဖို့အတွက်လည်းစိတ်ကိုလေ့ကျင့်ရမည်ဖြစ်ပါသည်စစ်သူကြီးဗန္ဓုလကတော်သည်မာလိကာအမျိုးသမီးဖြစ်၏စစ်သူကြီးဗန္ဓုလနှင့်မာလိကာတို့မှအမွာမွေးညီနောင်တားရတနာ၃ကျိတ်နှင့်နှစ်ယောက်ထွန်းကား၏ထူးခြားသောမိဘနှစ်ဦး၏သားများဖြစ်ကြသည့်အားလျော်စွာ သားများသည်အချွေရံများနှင့်တကွဖခင်ဤနောက်မှဘယင်ထံအခစားဝင်သောအခါသူတို့လူစုသည်ပြိသက်ကြီးတစ်ခုတစ်ဖွဲဖြစ်၏ထိုအချင်းရာကို မလိုလားသော အမတ်တို့ကဘယင်အားစစ်သူကြီးဗန်နူလာနှင့်သားများသည် တိုင်းပြည်ကိုလှုပ်ကြံပါလိမ့်မည်ဟုဂုံချောစကားဆိုကြလျင်အစဉ်ချင်းနှဲပါသောဘယင်သည် အလွယ်တကူယုံကြည်၍တားဖတစ်ခုလုံးကိုပြည့်ရဖြင့်လေစေက အိမ်တဆောင်တို့ခေါ်ယူပြီးရင်းအိမ်ကိုမီးတိုက်၍တက်လေ၏။တာဖာတစုလုံးမီးတင်၍တေဆုံး၏။အသက်ခံရသောညာဤနောက်တနေ့တွင် မာလိကာသည်အရှင်သာရိပုတ္တရာအမှုရှိသောယဟန်တို့အားစွန့်ကပ်ရန် စီမံထားရာစွန့်ကပ်ချိန်ဤတွင်မှပြီးခဲ့သောညာကတာဖာအလုံးမီးတင်၍တပြိုင်နက်ဆုံးချောင်းစာကိုရရှိလျင် မာလိကာသည်တောကပရိဒေဝဒေါမနတတောက်လောင်က ဟစ်អော်၍သာငိုဖို့ရှိတော်ဤသို့သောမာလိကာသည်ချစ်ရဲ့အပေါ်ငိုကြွေးခြင်းမပြုဘဲရရှိသောအစာကိုသိမ်းစီးကာစွန်းပွဲပြင်မြဲရှိသည်ကိုဆက်၍ပြင်သည်ဟုဆို၏မာလိကာကဲ့သို့သောချုပ်တီးမှုကိုမပြုနိုင်တော်လဲလောကရန် တရားနှင့်ကြုံတွေ့လာပါကချုပ်တီးမှုပြုနိုင်ရန်ကြိုတင်ပြင်ဆင်မှုရရှိရမည်ဖြစ်ပါသည်ချစ်ဆံဝင်ဟုတ်ကဲ့ပါရှင်ဒီဆောင်ပါလီရတော့ဒီမှာပဲ ဆုံးသက်သွားခဲ့ပါပြီရှင်။နားစင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။ကျန်းမာဘေးကင်းကြပါစေ။